ချောင်းရဲ့ဗာနေလုံနေလာတယ်ဒီလိုမျိုးလေကြက်ချစ်တော့မာလာကြော်လေးမေးနေကြလို့မချန်ကြော်ပြပေးပါလားโอเคဒါဆိုရင်အရင်အရှားတာကောင်းနဲ့ကြက်ချစ်တော့မာလာကြော်နီးတိချင်တယ်ဗောတိချင်တာဗောအဲ့ဆိုရင်ချစ်တယ်လို့အရင်ပြောချစ်တယ်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 โอเคဒါဆိုရင်ဘလိုမျိုးကြော်ရလဲအရှားတာဘလိုဆက်ရလဲစီးပွားဖြစ်ရောင်းချင်တဲ့သူတွေအတွက်လဲဘလိုလောက်ရလဲဆိုတာအတူတူသွားကြည့်ကြမယ်လား ဒါလေးကတော့မလာအနှစ်လောက်ပို့အတွက်ပြင်နိုင်ရမယ့်ဟာလေးတွေပေါ့နော်ကြက်ကြောက်ပါမယ်ပြောင်းပူပြီးတော့ဒါကကိုယ်တိုင်လောက်ထားတဲ့မလာအနှစ်ပေါ့နော်လုံနီးသိချင်တဲ့သူတွေ comment မှာရေးခဲ့ပြီးပြီးရင်ချင်တော့အရသာစတင်စမယ်စတဲ့ခါကျရင်တော့ခရီးစီထဲမယ်ခင်းငံမြိုင်အကြည့်ထဲမယ်ဒီတော့လို့စီဒီ KC ဟင်းခက်အရတာမဟုတ်ခဲ့မယ်ဒီ KC ဟင်းခက်အရတာမဟုတ်ဘူးကျွန်တော်လက်ဖက်ရည်စုံနဲ့သုံးစုံခဲ့မယ်နော် ပြီးတော့လို့ဆိုရင်ကြက်ပုံစီနဲ့ငယ်တော့မယ်ဒါတော့ဆိုရပြီဒါလေးကိုအရသာအကုန်လုံးနှံ့သွားပုံထားပေးမယ်နော်ဒါတော့ဆိုရပြီအရင်ဆုံးကြက်ချစ်တော့တွေကိုဖြန်းကမခုတ်ခင်ဒီလိုမျိုးအနေငယ်လေးထုတ်ပေးတယ်ပြီးလို့ဆိုရင်တော့နှစ်ပိုင်းခုတ်လိုက်မယ်နော်အရင်ဆုံးစုနေတဲ့ရေကိုပြောင်းပူရင်ပြုတ်လိုက်မယ်နော်ပြောင်းပူကိုတော့3မိနစ်လောက်ပဲပြုတ်မယ် ကဲဘယ်လောက်ဆိုရပြီ10ထောက်လိုက်တယ်ပြီးသွားလို့စီရင်7ချောက်တွေကိုမိနစ်20အရင်ပြုတ်လိုက်မယ်เนาะ7ချောက်တွေအရင်နဲ့မစီအောင်ခြံကတခေစီနည်းနည်းလေးထည့်ပြုတ်မယ်ဒါလေးကိုမိနစ်20ပြုတ်ထားလိုက်မယ်เนาะကဲမိနစ်20ပြည့်ပြီဆိုတော့7ချောက်တွေလည်းမူးပြီးခြံလို့ဆယ်ထုတ်လိုက်မယ်เนาะ ကဲဒါဆိုရင်ကျွန်တော်စတင်ကြော်မယ်ကြော်တဲ့ခါကျရင်စီရင်ထည့်မယ်စီပူလိုက်တော့မလာနှစ်ထည့်လိုက်မယ်နော်အဲ့လေမျိုးသွားအောင်ကြော်လိုက်ရယ်အဲ့လေမျိုးလာပြီဆိုတော့ပြုတ်ထားတဲ့ချက်ကတော့ကိုထည့်လိုက်ပါနော်။ကြောင်ပြီးထည့်မယ်။ ဆက်ထားတဲ့ sauce ကိုအရသာအပ်ခဲ့လိုက်နော်ဒီလိုမျိုးပြပြလေးဖြစ်ပြီးဆိုကျွန်တော်မီးပိတ်မယ်နော်မီးမပိတ်ခင်ရုပ်စီရဲ့ဟိုပေါက်ခဲ့မယ်ပြီးသွားလို့ရှိရင်နှမ်းအဖြူလျော်ပြီးသားပေါ့နော်ဒါလေးကိုထည့်လိုက်မယ်ပြီးတော့မီးပိတ်လိုက်မယ်နော်ကဲဒါတော့ဆိုရင်တော့ရပြီပုံစံလေးလေးထည့်မယ်နော် ဆိုရင်တော့အရှာတာအရန်ကောင်းတဲ့ချက်ချတော့မာလာလေးရပါပြီဒီနီလန်းလေးတိုင်းလိုက်ပြီးတော့မှလှုပ်စားကြည့်ကြအရန်အရတာကောင်းတဲ့တကယ်လို့ TKC ရင်ခဲရတာမဟုတ်လို့ရှင်တဲ့သူတွေကတော့ Messenger မှာသွားမှလို့ရတယ်အာမာလာအနှစ်ပြုလုပ်နေသိရှင်တဲ့သူတွေကတော့ comment မှာရေးထားခဲ့ပါသိရှင်တဲ့သူများရင်လာပြောမှလုပ်ပြပေးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ချဲ့ရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ပေးကြပါအောင် bye bye